ကိုက96လောက်တည်းကဟိုဘောလုံးကစားဓမ္မဘဝနဲ့ဖြတ်တန်းပြီးတော့မှအခုပါပဲပြောဒီနှစ်တော့ဒီ25မှာဦးစဲပြန်ကစားတယ်ဆိုတော့လေအရင်ပါပဲအသက်ရရဆိုကျွန်တော်ဘူလောဆယ်လဲအသက်က54တဲ့ရောက်နေတော့ပေါ့ဒီဘောလုံးထိတွေ့မှုကမပြတ်ရှိနေတာပေါ့နော်နောက်ဆုံးဒီ54နှစ်ဒီဒီကွင်းပေါ်မှာကစားနိုင်ရတဲ့အကြောင်းရတော့ဒီဘောလုံးလောကထဲမှာပဲကိုကကျင်းလည်နေတယ်ဒီလေးချိန်ကနေပဲအမြဲတမ်းလုပ်နေတယ်လက်ရှိကစားနေတဲ့ ူဇော်ကစားသမားကလေးတွေလောက်မကစားနိုင်ပြီမဲ့၄၄ဆိုမဲ့သူ့တိုင်းတာတစ်ခုကြီးတော့သူတို့တွေလိုက်ပြီးတော့တော့သွားနေလိုက်ပါတယ်ဒါအကြီးတော့ဘာမှမဲ့အပြည့်တော့မရဘူးပေါ့လေကျွန်တော်အခုဒီလဲဟိုပါ ဘောလုံးသားဘွားနားလိုက်ပြီးတော့ကျွန်တော်နီးပြလိုင်းဝင်တာပေါ့နော်နီးပြနေတဲ့ဒါဘောလုံးအကစားပဲကျွန်တော်ဆက်လုံတာအဲ့ရနေပြီးတော့ကျွန်တော်အခုဟိုဝင်းကြီးဒါနာဝူမန်လီပေါ့နော်အဲ့မှာကျွန်တော်သစ္စာမှန်မျိုးစင်းဘောလုံးတဲမှာအုတ်ချုပ်သူရောနီးပြနေရရောပေါ့နော်အဲ့မှာကျွန်တော်ဝင်လို့တယ်အခုဒါဝူမန်လီခဏနားတဲ့အချိန်လေးမှာဒါဖူးစဲဟိုပွဲရှိတယ်ပေါ့နော်ဆိုတော့ဒီဖူးစဲပွဲလေးကလည်းတို့ကမိန်းကလေးတွေရှင်းတဲ့လောက်ပါမှာဆိုတော့အဲ့ပွဲလေးရှိတယ်ဆိုတော့လည်းဒါဟိုကဖူးစဲလည်းကစားခဲ့တဲ့ အရင်တော့ကဘာပြောနိုင်ငံအတွက်ကျွန်တော်တတိယယူခဲ့ပြီးတာပေါ့နော်ပူဆယ်မှာလဲဆိုအဲ့တော့ဒီအာဇာနည်တွေကြိုက်တဲ့အတွက်ကြောင့်ဒါလေးကိုပြန်ပြီးတော့ကစားပြစ်တာဗျဟုတ်အဲ generation သုံးခုမဟုတ်တော်တော်ချားပါရဲ့တချို့ကလေးတွေဆိုလို့ရှိရင်ဒါအသက်အရနဲ့ပြောမယ်ဆိုရင်ဒါကိုတော်မကိုအသက်ရွယ်နဲ့မွေးမယ်ဆိုတာကိုကလေးတွေတော့ပြောလို့ရတဲ့အရွယ်လေးတွေပေါ့ကိုသားသမီးရွယ်လေးတွေလည်းဖြစ်နေရပါတော့ဒါလေးနဲ့ကြောက်ကိုက96လောက်တည်းက ိုဘောလုံးကစားသမားဘဝနဲ့ဖြတ်တန်းပြီးတော့မှအခုပါပဲပြောဒီနှစ်တော့ဒီ25မှာပူဇယ်ပြန်ကစားတယ်ဆိုတော့လေအရင်ရောပါပဲအသက်ရွယ်ရဆိုကျွန်တော်ကလောဆယ်လဲအသက်က54တဲ့ရောက်နေတော့ပေါ့အမြင့်ဆုံးကတော့လေတို့ကပြီးခဲ့တဲ့နှစ်ကတို့ဒီ Women League လေးမှာတို့ဒီစံပါအသင်းလေးကတတိယရရလို့ပြောရပေါ့နော်ဟိုမနှစ်ကတည်းကဒီနှစ် Women League က ပို့ပြီးတော့အသင်းတွေကကောင်းလာတယ်။ကျန်တဲ့အသင်းတွေမှာဆိုလဲဟိုဖွဲ့စည်းထားတာတွေသူတို့ရေရေလောင်းတိုင်းကန့်ဝင်ပြီးတော့နေတဲ့အသင်းတွေနောက်ပြီးတော့ဘာပဲပြောပြောစီနီယာကစားသမားတွေပါတဲ့ဟာတွေနဲ့ပေါ့ဆိုတော့အသင်းကမနစ်ကားတဲ့စားလို့ရှိရင်ဒီနှစ်ကပို့ပြီးတော့ဝူမန်လေးအမင်းကလေးသင်းလေးကကျန်တဲ့အသင်းတွေကလည်းဒီပြည့်အသင်းပလေယာတွေကောင်းတာတွေပါလာတယ်ဖြစ်တဲ့တော့အပြိုင်ဆိုင်ကတော့တော်တော်လေးလောလောဆယ်ကမင်းကလေးသင်းလေးကပြင်းနေတာပေါ့နော် အသက်ဆက်ကြောင်းတွေကနေဘောလုံးကစားတာနေအခုဒါရှင်းတော်မဲ့ဆိုတော့ဒီ2025အထိက ဒီဘောလုံးလောကထဲမှာပဲကိုကကျင်းလန်နေတယ်ဒီလေးချိန်ကနေပဲအမြဲတမ်းလုံနေတယ်ဘောလုံးသမားကနားသွားပြီမဲ့လည်းနီးပြပိုင်းမှာရှိတယ်နီးပြကြပြန်တော့လဲကစားသမားတွေကိုဒီမိုဆေရှင်နေပြရတယ်သူတို့ကိုပြနိုင်ဖို့အတွက်သူတို့ကိုလုံပြနိုင်ဖို့အတွက်ဆိုတာကသူတို့နဲ့အတူတူထိုင်နေလေးတွေလုံနေတယ်ဆိုတော့ဒီဘောလုံးထိတွေ့မှုကမပြတ်ရှိနေတာပေါ့နော်နောက်ဆုံးဒီ54နှစ်အထိဒီကွင်းပေါ်မှာကစားနိုင်ရတဲ့အကြောင်းရတော့ဒါအရင်ကကိုရီးယားထိုင်နေတဲ့ပတ်သက်တာလေ့ကျင့်တာနဲ့ပတ်သက်တာဆိုလို့ရှိရင်ဆရာတွေခိုင်းတဲ့အတိုင်းထေချာလုပ်ခဲ့တယ်ကိုရီးကိုယ်တိုင်စူးစမ်းခဲ့တယ်ထိခိုက်တာရရှိပေါ်လို့လဲကိုကိုကိုအမြဲတမ်းဟိုဂယုစိုက်တယ်ပေါ့ပြောမယ် ဆိုရင်တော့မိန်းကလေးမှတော့44နှစ်ဆိုတော့တော့အရင်ဟိုဖြစ်နေပြီပေါ့နော်ပြောမယ်ဆိုတော့ဒါပေမဲ့ကိုရီးယားတော့ဘောလုံးသမားတွေဖြစ်တယ်ဆက်ပြီးတော့ဒီကိစ္စတွေ run နေတယ်အများအားမဲ့ကစားနေတာဖြစ်တဲ့အတွက်တော့လက်ရှိကစားနေတဲ့ဦးဆက်ကစားသမားကလေးတွေလောက်မကစားနိုင်ပြီမဲ့ကို့အသက်ရွယ်နေတော့သူ့အတိုင်းနာ44ဆိုမဲ့သူ့အတိုင်းနာတခုကြီးတော့သူတို့နေလိုက်ပြီးတော့တော့သွားနေလိုက်ပါတယ်ဒါအကြီးတော့ဘာမှမအပြည့်တော့မရဘူးပေါ့လေဆက်သွားဖို့ဆိုတဲ့ဟာတော့ကျွန်တော်တို့ကအခုနီးပြလမ်းကိုသွားနေဖြစ်တယ်နီးပြဘိုင်းကနေပဲခုမှနောက်ထပ်တက်ထွက်လာမယ်ကလေးတွေ ရိုးစက်တဲ့ကစားသမားလေးတွေကိုကိုယ်တွေလုပ်ခဲ့တယ်လို့ကိုယ်တွေကစားခဲ့တယ်လို့ကိုယ်ကန်ရမယ့်အသေးကိုလောရမယ့်အသေးမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့တွေ့ကြုံခဲ့တဲ့ဟာလေးတွေကိုကလေးတွေကိုဘာပဲပြောတင်ကြားပေးမယ်ပြောပေးမယ်အတွက်ကြောင့်ဒီအောင်တော့အမြဲတမ်းဒီဘောလုံးလောကနဲ့အများအားသွားနေလို့ရှိတယ်။သူတို့အခုအဲဒီ human league main ကလေးကိုပူဆယ်လို့တော့ကျွန်တော်တူနာမိုးလုံးလေတော့ ကွဲကွဲมาပဲလေယောက်ျားလေးကနဲ့ကွဲมาသူတို့ကျင်းပပေးတယ်အခုဆို၄ရက်ကြာမှတပွဲပေါ့เนาะကျွန်တော်တို့လုပ်တယ်ဒီမိန်းကလေးပွဲကိုသူတို့ကြည့်ကျင်တယ်ဆိုလို့ရှိရင်လည်းသူတို့ YouTube တွေကနေပြီးတော့သူတို့လွှင့်ပေးတာရှိတယ်အဲ့ရနေပြီးတော့ဗာပြဖူဆယ်ပေါ့เนาะ woman ဖူဆယ်ဆိုပြီးတော့သူတို့ရိုက်ထက်လာကျွန်တော်တို့ဒီမျိုးသမီး woman league ဆိုလဲဖူဆယ်ပေါ့ woman league ကျကျွန်တော်တို့ဆိုလဲ ကျွန်တော်အမျိုးသမီးဘောလုံးဆိုလို့ရှိရင်အခုအဲမြန်မာဝူမန်လိဆိုပြီးတော့ကျွန်တော်ရိုက်ထက်လိုက်လို့ရှိရင်ပွဲစဉ်တွေထွက်လာပူစဲလဲအဲ့လိုပဲလိုင်းပေါ်ကကြီးလဲရတယ်ဒါမှမဟုတ်ရန်ကုန်မှာရှိတဲ့လူနီးတဲ့လူတွေဆိုလို့ရှိရင်တော့အခုလည်းရှိသူနာဘောလုံးခွဲမှာမုန်းလုံးလုံးခွဲမှာပူစဲခွဲမှာဒီအမျိုးသမီးလိပွဲလေးကျင်းပနေတယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ် ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘောလုံးဆိုရင်လည်းအမျိုးသမီးအကြီးအကျယ်ဆိုလို့ရှိရင်လည်းပါပဲပြောပြီးခဲ့တဲ့တစ်ခေါက်ကမှာပေါ့နော်လေးနိုင်ငံဖိတ်ခေါ်ပွဲလေးမှာပူပူနွေ့နွေ့ရွှေရထားတယ်အခုလည်းရှိလဲသူတို့ပါပဲပြောချေဆွေးပွဲဖို့အတွက်ကလေးတွေပြင်ဆင်နေတယ်ဒါလည်းအခုနောက်ပိုင်းပွဲလေးတွေအများကြီးလုပ်ပေးပြီးတော့မှာကျွန်တော်တို့ကနိုင်ငံအတွက်လေးစဉ် ကစားသမားလေးအများဆုံးထွက်လာမှာပေါ့နော်ဒါကြောင့်အခုဒါတပ်ဖူးစဲကလပ်ပွဲမျိုးတို့သူတို့လုပ်ပေးတယ်ဆိုတာဒါနိုင်ငံအတွက်အရေးအကောင်းပါတယ်ဒီနေ့ဆို၈သိန်းလောက်ဝင်ပြိုင်တယ်၈သိန်းလုံးမှာကျွန်တော်အခုမှဒီကိုလဲဝင်ကစားတဲ့အချိန်ကျတော့မှဒီပွဲလေးတွေတော့ကြည့်တဲ့အချိန်မှာကစားသမားလေးတော်တော်များများမျက်နှာသစ်ပေါ့နော်အသစ်ကလေးတွေတကယ်ကိုကချင်သိန်းလို့လာတဲ့ကလေးလေးတွေဆိုလို့ရှိရင်ဘောလီဆော်ရခန္ဓာကိုသူတို့ရဲ့ကြိုးစားအားထုတ်မှုပြီးတော့ဂျန်နဲ့ဘောလုံးအကစားနီးရနေမှာဖူးစဲသွားတဲ့ကစားသမားလေးတွေပေါ့ဒါမျိုးလေးတွေအများကြီးကြိုးစားတာဖြစ်တော့တဲ့ဖူးစဲမျိုးစင်းဘောလုံးသင်းလေးကိုလည်းနိုင်ငံလေရင်သိရောလက်ရှိကစားနေတဲ့က လပ်မှာကစားနေတဲ့ကစားသမားလေးတွေကိုပေးတဲ့တွေအနေနဲ့မျိုးသမီးလေးတွေကိုလည်းအားပေးပါအောင်လို့ဒီကနေ့ကျွန်တော်ပြောလိုပါတယ်ခင်ဗျာ။